်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မန္တလေးတိုင်းမတရားမြို့နယ်အရှိချမ်းမှာရှိတဲ့ဆယ်တော်ကြီးရီလောင်တမန်ကတပ်စခန်းကိုနိုဝင်ဘာလ9ရက်နေ့မှာစစ်တပ်ကပြန်သိမ်းပိုက်လိုက်ပြီလို့စစ်တပ်သတင်းစာတွေမှာထုတ်ပြန်ထားပါဗျ။ ဆယ်တော်ကြီးဟီလောင်တမန်နဲ့ပတ်ဝန်းကျင်ဒေသကိုပြန်သိမ်းပိုက်လိုက်ပြီလို့စစ်တပ်သတင်းစာကထုတ်ပြန်ထားတာဖြစ်ပေမဲ့အဲ့ဒီအနာကပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF သိမ်းပိုက်ထားတဲ့နောက်ထပ်စခန်းတစ်ခုဖြစ်တဲ့အင်ဂျင်နီယာရေးလေကြောင်းရံကာကွယ်ရေးတပ်စခန်းအကြောင်းတော့ထုတ်ပြန်ချက်မှာမပါဝင်ပါဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး MDY PDF ကို DB ကဆက်သွယ်မေးမြန်းနေစေဖြစ်ပါတယ်။အဲ့ဒီတက်စကန်တွေကို2029စစ်စင်ရေးဒုတိယပိုင်းရှမ်းမန်းစစ်စင်ရေးမှာတော်လိုင်းတက်တွေက ထိုးစစ်စင်တိုက်ခိုက်ခဲ့ပြီး2024ဇူလိုင်လကတင်ပိုက်ခဲ့တာဖြစ်ပါတယ်။ တစင်းတစ်ဆက်ပုံစစ်စင်အမအိုးဆောင်ပါဝင်ခဲ့ကြတဲ့တအားနဲ့ကိုကတ်ဒေါ်လာရေးတက်တွေအပေါ်တရုတ်ဖိအားပေးမှုကြောင့်စစ်တပ်ရဲ့အပြစ်ခတ်ရက်စဲပြီးတဲ့နောက်ပိုင်းအညာဒေသကိုစစ်တပ်ကအလုံးရင်နဲ့စစ်ကြောင်းထိုးနေတယ်လို့လေကြောင်းခါနေလဲတိုက်ခိုက်နေတာဖြစ်ပါတယ်ရှင်ထိုင်းနိုင်ငံချင်းမိုင်မြို့မှာနိုမာလ9ရက်နေ့နဲ့6ရက်နေ့တို့မှာအစီကားဆုံးကျင်းပတဲ့ထိုင်းရိုးရလွိုက်ကထုံပွဲတော်အကြောင်းကိုစောမင်းသိန်းရိုက်ကိုထားပြီးဇွဲတက်ကတင်ဆက်ပေးမှာပါ။ ့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပနေတဲ့ထိုင်းရိုးရာလက်ကထုပ်ပွဲတော်ပဲဖြစ်ပါတယ်။လက်ကထုပ်ပွဲတော်ကတော့နိုဝင်ဘာလ၄ရက်နေ့၊၅ရက်နေ့၊၆ရက်နေ့တွေမှာကျင်းပနေတာဖြစ်ပြီးတော့ဒီပွဲတော်ဟာဆိုရင်ကမ္ဘာလှည့်ခီးသွားတဲ့အစီအကားဆုံးပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ Yeah, really good. It's very stimulating. Okay. It's really good. I'm going to say, Lucia, yeah, come on. ။တန်ပေါင်းစုံကလည်းကြားနေရတယ်။ပြီးတော့မြစ်ဘေးမှာတိတ်ဆိတ်ငြိမ်သက်တဲ့အခြေအနေတွေကိုရှာတွေ့ပြီးလူတွေကမြစ်ထဲကိုစီမီးတွေညှို့လိုက်တာကိုမြင်ရတာအမတန်ကြည်နုဖို့ကောင်းပါရဲ့။ထိုင်းရင်ချင်းမှာဆိုရင်လည်းအစားအသောက်တွေကကောင်းမွန်တယ်။အကောင်းဆုံးအစားအစာတွေကိုလည်းစားရတယ်။လူရန်းကအမတန်ဖော်ရည်ပြီးတော့ကြိုးဆိုကြတယ်။ဒီလိုမျိုးနွနွထူထူကြိုးဆိုခြင်းကကောင်းပါလေ။ Welcome. လိုက်ကထုံရဲ့အဓိပ္ပာယ်ကတော့လိုက်ကမျောချခြင်းကထုံစီမီးထည့်ထားတဲ့ပန်းလို့အဓိပ္ပာယ်ရပြီးလိုက်ကထုံကတော့မီးဖောင်မျောပွဲလို့အဓိပ္ပာယ်ရပါတယ်လိုက်ကထုံပွဲကိုလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်စုကိုတိုက်ခစ်တတိယမြောက်မင်းဆက်ရမ်ခန်းဟိုင်ဘီရင်လက်ထက်မှာစတင်ကျင်းပခဲ့တာပါဒီနေ့လိုက်ကထုံပွဲတော်ကိုချစ်မိုက်မာနေကြတဲ့မြန်မာတိုင်းရင်းသားတွေနဲ့ချစ်မိုက်ကိုအလဲလာတဲ့မြန်မာခီးတော်တွေလည်းပါဝင်ဆင်နွှဲကြတာမြင်တွေ့ရပါတယ် အရင်ကတော့မရောက်ဘူးအခုကပထမဆုံးအချိန်ရောက်ဘူးတာပေါ့အဲလာကထုံပွဲဆိုတော့အဲကြည့်ရတာဟိုစိတ်ချမ်းစိတ်လည်းချမ်းသာတယ်ပေါ့ပျော်လည်းပျော်တယ်ပေါ့ဟုတ်အဲဘယ်လိုပြောရမလဲအိမ်လည်းအရင်ပြောင်းနေတယ်မြန်မာပြည်ကြီးကိုလည်းအရင်လွမ်းတယ်ပေါ့ပြောချင်တာကတော့အဓိကကတော့မြန်မာပြည်ကိုအရင်ပြောင်းနေတယ်ဟိုဒီမှာသူများနိုင်ငံမှာဆိုတော့ဟိုပျော်တော့ပျော်ပါတယ်သူများနိုင်ငံမှာဒါပေမဲ့ခုမြန်မာနိုင်ငံလောက်တော့မပျော်ဘူးပေါ့နေရမြန်မာပြည်ကိုအရင်ဒီလိုပွဲမျိုးတွေမြင်တော့အရင်ကခုမြန်မာပြည်မှာလည်းဒီလိုပွဲမျိုးတွေကအဲ့တော့နှစ်တိုင်း ုံနေကြဆိုတော့ဟိုအခုဒီလိုသူများနိုင်ငံမှာဒီလိုပွဲမျိုးတွေကြုံတော့ကိုမြန်မာနိုင်ငံမှာလည်းဒီလိုပွဲမျိုးတွေဖြစ်ဖြစ်ကျင်နေပေါ့မြန်မာနိုင်ငံလည်းမြန်မာငြိမ်းအေးမြန်မာမြန်မာနိုင်ငံကလည်းပို့ပြီးတော့ငြိမ်းချမ်းစေကျင်နေပေါ့အခုဖြစ်နေရဲ့ဟိုဟာတွေပါအကုန်လုံးပပျောက်ပြီးတော့မြန်မာပြည်ကြီးကိုလည်းမြန်မြန်ဟိုဆူတောင်းပေးရတော့ဒီနေ့မှာတော့လာခထုတ်ပွဲမတိုင်ခင်အော်တိုဘားလာ24ရက်နေ့ကထိုင်းမိပြားကြီးတီတီခင်နိုင်ရဆန်ခဲ့တာကြောင့်ထိုင်းမှာပျော်ပွဲရှင်ပွဲတွေခိတရရနာဖို့ ထိုင်းပြည်သူတွေကြားသတင်းတွေထွက်ပေါက်ခဲ့ပါသေးတယ်။ဒါပေမဲ့ရိုးရရင်ချင်းမှုနဲ့ဘာသာရေးဆိုင်ရာပွဲတော်တွေကိုပိတ်ပင်ထားတာမရှိဘူးလို့ထိုင်းဝန်ကြီးကအတည်ပြုပြောခဲ့ပါတယ်။ we were very excited we went ကျမတို့အရင်စိတ်လို့ရပါတယ်ကျမတို့မနေ့ကလာနာမီပုံးပွဲကိုသွားခဲ့လေ အရန်အရန်ကိုလာပါတယ်ကျမတို့ကထိုင်းဝန်ဒီအချိန်တစ်ပတ်လာလည်ရဖြစ်တယ်ပေါ့နော်ဒီကဥရောပနဲ့မတူတဲ့ယဉ်ကျေးမှုတွေကို ကျမတို့မြင်တွေ့ရတယ်အာကျမရဲ့ပထမဆုံးဒါအာရှကိုလာလည်တဲ့ခရီးစဉ်ဖြစ်ပါတယ်တကယ်ကိုစိတ်လှုပ်ရှားစရာပါပဲအရင်တော့ကကျတော့ကျမဒီလိုက်ကထုံနဲ့ပတ်သက်ပြီးတော့မသိဘူးလေအခုတော့မြင်ရတာအရန်စိတ်လှုပ်ရှားစရာကောင်းတယ်မြင်ရတာအကုန်လုံးအသက်ဆန်းတွေကြီးပဲသူတွေလည်းအများကြီးပဲအာအယောင်ဆုံးနဲ့မြင်ခွင့်တွေလည်းမြင်ရတယ်လူတွေကလည်းခင်မင်ဖော်ရကြပါတယ် sad a lot to see and find people. ထိုင်းလူမျိုးတွေကမေပြားကြီးတိပိခက်ကိုအောင်မြင်ဝမ်းနေခြင်းအထိမ့်မှတ်နဲ့တောင်းလာတိတိအနက်ရဝဆားတွေကိုရွေးချယ်ဝေချဖို့ကိုလည်းတိုက်တွန်းပြောဆိုထားပါတယ်။အချင်းမိုင်မာနေတာကတော့တစ်နှစ်ကျော်ပြီပေါ့နော်။အဲလိုက်ကထုံကတော့ပထမဦးဆုံးဒါလာဘူးလား။အရင်နှစ်ကတော့လိုက်ကထုံပွဲမှာမရှိနေဘူးပေါ့နော်။လာဦးရောက်နေလို့ ာပြည်ကတော့တကယ်ပြောရရင်တော့တကယ်အရန်ကိုလွမ်းပါတယ်ပေါ့နော်။ကိုယ့်ရဲ့နိုင်ငံမှာဒါနိုင်ငံရေးအခြေအနေတွေကောင်းနေမယ်ဆိုလို့ရှိရင်ပေါ့နော်။ညီမတို့နိုင်ငံဒီထက်ပိုပြီးတော့ပြောပြကောင်းမယ်လို့လည်းယုံကြည်တယ်ပေါ့နော်။ဟုတ်အဲ့တော့ဒီနိုင်ငံကတော့တကယ်လွမ်းပါတယ်။ဟုတ်ပြီးတော့ဒီအခြေအနေဖြစ်နေတဲ့အတွက်လည်းတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်။အဲအဲ့တော့ကိုယ့်နိုင်ငံကိုလည်းလူမျိုး tourism လူမျိုး လာစီစင်နေပေါ့နော်အများကြီးလာစီစင်နေ။ဟောမြန်မာနိုင်ငံမှာလည်းလိုလာတဲ့နေရာတွေအများကြီးအများကြီးရှိရဲပေါ့နော်။အဲ့တော့ဘာပဲဖြစ်ဖြစ်ခုနိုင်ငံကိုလည်းလူမျိုးခုမျိုးတိုးတက်စေချင်ပါတယ်။မြန်မာနိုင်ငံမှာလည်းတစောင်းတိုင်းကာလဖြစ်တာကြောင့်ရန်ကုန်အပါဝင်စစ်တပ်ထိန်းချုပ်ထားတဲ့မြို့တွေမှာတစောင်းတိုင်းဖျားပွဲတော်တွေကိုကျင်းပနေတာတွေ့ရပါတယ်။ဒါပေမဲ့အာဏာမသိရင်ကာလနဲ့ကိုဗစ်မတိုင်ခင်ကာလကလို့ တစားနိုင်ပေါ်တော်တွေကိုစီစီကားကမကျင်းပနိုင်တာ၅နှစ်နီးပါးရှိပြီဆိုပေမဲ့ဒီနှစ်မှာတော့ပြီးခဲ့တဲ့နှစ်တည်းကအထက်ပိုပြီးစီကားလာတာကိုလည်းတွေ့ရပါတယ်။နိုင်ငံရဲ့နေရာတော်တော်များများမှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလောက်ဆောင်နေပေမဲ့တစ်ခါမှလည်းတိုင်းပြည်အေဂျင့်တွေတန်ဝါရားဖြန့်ဖို့အတွက်တောင်ကြီးတစားနိုင်အပါအဝင်ရန်ကုန်မန္တလေးနဲ့ပြည်တော်စရဲမြို့တွေမှာတစားနိုင်ပေါ်တော်တွေကိုကျင်းပနေပါတယ်ခင်ဗျာ။ကျွန်တော်ကတော့စွဲသစ်ပါ။ နိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအပြစ်ခံရစေရဲ့အတွက်အမေရိကန်ပြည်ထောင်စုနဲ့အာရဗ်အင်အားကြီးနိုင်ငံတွေရဲ့အဆိုပြုချက်တစ်ရက်ကို RSF အမြန်တုံ့ပြန်ရေးတပ်ဖွဲ့ကနိုဘာလ6ရက်နေ့ကြာတာပရင်းနေ့ကလက်ခံခဲ့ပါတယ်ထုတ်ပြန်ချက်အရအမြန်တုံ့ပြန်အင်အားတပ်ဖွဲ့ RSF ဟာဒီသဘောတူညီချက်ကိုအကောင့်ထဲပို့ဖို့နဲ့ဆွေးနွေးမှုတွေကိုချက်ချင်းစတင်ဖို့လဲမျှော်လင့်နေတယ်လို့ဆိုပါရယ် RSF ဟာအငတ်ဘေးတံတင့်နေတဲ့ Alpha She မြို့ကိုသိမ်းပိုက်ပြီးနှစ်ပတ်မပြည့်ခင်မှာဒီကြေညာချက်ထွက်လာခဲ့တာဖြစ်ပြီးဆူဒန်စစ်တပ်ကတော့ဒီကြေညာချက်ကိုချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။ RSF နဲ့ဆူဒန်စစ်တပ်နှစ်ဖွဲ့စလုံးဟာနှစ်နှစ်ခွဲကြာစစ်ပွဲအတွင်းမှာအပြစ်ခတ်ရဆက်ရေးအဆိုပြုချက်အမျိုးမျိုးကိုသဘောတူခဲ့ကြပေမဲ့ဘယ်ဟာမှအောင်မြင်ခဲ့တာမရှိပါဘူး။ American သမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုအရကဆူဒန်မှာတိုက်ပွဲတွေအဆုံးသတ်ဖို့လှုံ့ဆော်နေတယ်လို့ပြောပါရယ်။ American ပြည်တော်စု Sorry Arabia RSF အများပြည်တော်စုနဲ့အီဂျစ်နိုင်ငံတို့ဟာဆူဒန်မှာအပီးတံအပြစ်ခတ်ရဆက်ရေးပြုလုပ်ဖို့စက်တင်ဘာလတုန်းကလည်းတောင်းဆိုခဲ့ကြပါသေးတယ်ရှင်။ TV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်